ိုက်ဘွားကနေပြီးတော့လူဘွားကိုပြောင်းလဲဝင်စားလာတဲ့အခါမှာကိုကတိုက်ဆက်ရှိရလို့သိရင်ဖြစ်ဖြစ်ဒါမှမဟုတ်တိုက်ဆက်ကနေပြီးတော့အိမ်မက်ပေးတယ်လို့ထင်ရင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးအချို့အဖြစ်အမျိုးသမီးများအနေနဲ့လွတ်လပ်သူပြည့်ရသူအမျိုးသမီးများအနေနဲ့အိမ်အောင်ပြုဖို့ရည်ရွယ်ထားရဆိုရင်မိမိတို့ရဲ့သက်ဆိုင်တဲ့ပုံကိုသက်ဆိုင်တဲ့အဆောင်ရှောက်ဒီလိုပုံကိုမျိုးတွေကို ခွင်ထောင်းမှာတဦးတယောက်လူဖြစ်ကို ရောက်လာပြီးဝင်စားဖို့ရအတွက် အခြားတစ်ဖက်မှာ ပြန်ပြီးတော့မှ လူပြည်ကနေအစားထိုးပြီးပြန်သွားတဲ့သူတွေဒုနယ်တွေဖြစ်လာပါတယ်။တိုက်ဘွားကနေပြီးတော့လူဘွားကိုပြန်လဲဝင်စားလာတဲ့အခါမှာ အရင်နှစ်ပိုင်းခြားတွေမှာတအားမတိတာပဲမဲ့တဖြည်းဖြည်းနဲ့သာသနာတက်ကြရဟာအနှုတ်ပိုင်းကိုရောက်လာလေလေ9000နာကိုနီးလာလေလေပေါ့နော်2500ကျော်လာပြီးနောက်ပိုင်းမှာများသောအားဖြင့်တချို့တချို့တော့တိုက်ဆက်တွေရဲ့လူဝင်စားခြင်းဟာလူဝင်စားပြီးနောက်ပိုင်းမှာတိတဲ့ရိုးရိုးဝင်စားပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ပေးလိုက်တာမျိုးမဟုတ်ဘဲနဲ့တအူးတယောက်လူဖြစ်ကိုရောက်လာပြီးဝင်စားဖို့ရအတွက်အခြားတစ်ဖက်မှာ ပြန်ပြီးတော့မှလူပြည်ကနေအစားထိုးပြီးပြန်သွားတဲ့သူတွေဒုနယ်တွေဖြစ်လာပါတယ်။အဓိကအားဖြင့်တိုက်ဆက်ဘွားကနေလူဝင်စားရဲဆိုရင်အများစုဝင်စားကြတာကျမတို့ပဝင်းကျင်းမှာအများဆုံးတွေ့ရတာဟာနဂါးတိုက်၊ရှမ်းတိုက်၊ဘလူးတိုက်၊ကလားတိုက်နဲ့အခြားအခြားသောဥစ္စာပစ္စည်းစောင့်တဲ့တိုက်ပညာရှင်ကိုစောင့်တဲ့ ပညာတိုက်တွေကတော့ပညာတိုက်ကိုဆောက်ရှောက်တဲ့သူတွေကတော့နဲပါသေးတယ်။ဒီလိုမျိုးတွေအများစုဝင်စားလာကြတယ်ပေါ့။ဆိုတော့ဒီလိုမျိုးဝင်စားလာကြတဲ့အခါမှာအထူးအဖြစ်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာနေရာတိုင်းနေရာတိုင်းမှာတွေ့ရမြင်ရကြားရကြုံရတာဟာနဂါးတိုက်တွေအများဆုံးဖြစ်ပါတယ်။အဲဒီကမှဒုတိယနေရာအဖြစ်ဆိုရင်တော့ရှမ်းတိုက်တွေများတယ်။ဘလူးတိုက်တွေသည်ရှိပေမဲ့နဂါးနဲ့ရှမ်းလောက်များများဆဆမဟုတ်ဘူး။အဲ့တော့ နဂါးတိုက်ဖြစ်စီဖျန်းတိုက်ဖြစ်စီဒီ1986အတွင်းမှာကိုကတိုက်ဆက်ရှိရလို့သိရင်ဖြစ်ဖြစ်ဒါမှမဟုတ်တိုက်ဆက်ကနေပြီးတော့အိမ်မက်ပေးတယ်လို့ထင်ရင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးအချို့အဖြစ်အမျိုးသမီးများအနေနဲ့လွတ်လပ်သူပြည့်ရသူအမျိုးသမီးများအနေနဲ့အိမ်အောင်ပြုဖို့ရည်ရွယ်ထားရဆိုရင်မိမိတို့ရဲ့သက်ဆိုင်တဲ့ပုံကိုသက်ဆိုင်တဲ့အဆောင်ရှောက်ဒီလိုပုံကိုမျိုးတွေကို ခွင်ထောင်းမှာဒီလိုပုံကောမျိုးတွေစီမှာအတိအမှတ်ပြုပြီးတော့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုလည်းအနံပြီးမိမိရဲ့ရှေ့ဆက်ရမယ့်ဘဝကိုဆက်ပါဒီလိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့အိမ်တော်တဲ့အတိတ်မကြခင်တော့အတွင်းမှာဘလောက်ပဲအစဉ်ပြေနေပါစေတကြောင်တကြောင်နဲ့အနောက်ရှက်ဖြစ်တာမျိုးတွေစိတ်ပင်ပန်းရတာမျိုးတွေအတတ်အနည်းကိုမထိခိုက်ပင်မဲ့လဲအတတ်အနည်းနာနီးတဲ့ မတော်တဆမှုလေးတွေမကြခဏကြုံတွေ့ရနိုင်တာရှိတယ်။ငယ်ရွယ်သူများအနေနဲ့စုပေါင်းပြီးတော့ခီးကလေးတွေသွာလာတဲ့အခါမျိုးမှာ အရက်တေစာတောက်စားပြီးတော့နှုတ်ကိုမထိမ့်မိတာမျိုးတွေပြောဆိုရင်းနဲ့စိတ်အနှောက်အယှက်ဖြစ်စရာမျိုးတွေကြုံလာတဲ့အခါမှာစိတ်ကိုလှုပ်ပေးလိုက်ပြီးတော့ဘဇက်ကနေအယုဒအနတပြောမိတာမျိုးတွေအထူးရှောင်မှာတတ်နိုင်တဲ့မြဒီ2025ကာလအတော်အတွင်းမှာ ဂုံတော်ပေါ့နော်တခြားဘာသာရေးကိုကြီးကြီးမားမားမလုပ်နိုင်နေဘူးဆိုလို့ရှိရင်တော့မှဂုံတော်ကိုပွားများတာမျိုးကိုလုပ်ပါတိုက်ဆက်ဘွားဆက်ပဋ္ဌာန်းဆက်တွေအနေနဲ့အထူးအားဖြင့်တင်းငါရှမ်းဆက်ငကားဆက်ဖြစ်ခဲ့ရဆိုရင်မြစ်တာတုံးတဲ့မဟာသမယတုတ်ကိုရက်ရှည်ဒိဋ္ဌံဝင်ပါရှင်။ဒါဟာမိတ်ဆွေတို့အတွက်အကောင်းဆုံးနေတိုင်းပြုလို့ရတဲ့မပင်မန်းသော အစိမ့်နှကန်ကုသိုလ်ဖြစ်ပါတယ်။ရက်ခဆက်ဘလူးဆက်များအနည်းငယ်ကတော့ စရိတာပါလာတော့ကိုရွတ်ဖတ်ပူဇော်ပါ အလွေတကူစာအုပ်တွေဖျားဈေးမှာဖြစ်စေ စာပေစာအုပ်တိုက်တွေမှာဖြစ်စေ ရှာဖွေဝယ်ယူလို့ရပါတယ်ဒီလိုမျိုးပူဇော်ပြီးသွားတဲ့အခါမှာလဲမိမိရဲ့အရင်းချပုံကိုကိုမတိဘူးဆိုရင်တော့မှကိုယ့်ရဲ့ပုံကိုနဲ့တကွတော့နာမည်တက်ပြီးမတိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့တော်ဆက်မှုတွေပုံကိုနဲ့တကွတော့ဆိုပြီးတော့ပေါင်းစည်းပြီးတော့ မေတ္တာဖို့အမျှဝေတဲ့အခါမှာနာမည်တက်ပြီးမေတ္တာဖို့အမျှဝေပါတတ်နိုင်သမျှဘာသာရေးကိုအရင်ထပ်ပိုလုပ်ပါအထူးအဖြစ်အမဲသားပေါ့နော်အမဲသားကိုရှောင်ကျင်နိုင်ရင်အပြီးရှောင်ကျင်မှာမရှောင်ကျင်နိုင်ရင်ကာလအပိုင်းခြားတစ်ခုတည်းသစ္စာဆိုပြီးတော့ရှောင်ပါအကောင်းဆုံးကျင့်စဉ်အနေနဲ့ကတော့တရဏဂုံဂုံတော်ပဋ္ဌာန်းကျင့်စဉ်လေးကိုကျွန်မကဒီမှာတိုက်ဆက်များအတွက်မျှဝေပေးခြင်းပါတယ်တရဏဂုံဆိုတာက ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိနော်ဗုဒ္ဓံတရဏံကိစ္ဆာမိပရိတလုံးချသူတော့သုံးလုံးရမယ်ဂုံတော်၉ပါးတပါးတလုံးဖြစ်တဲ့အတွက်အဲ့မှာ၉လုံးဖြစ်မယ်နောက်တစ်ခါပဋ္ဌာန်းနေ24ပစ္စည်းဟေတုပစ္စည်းရောမှသည်နောက်ဆုံးနော်အဝိကတပစ္စည်းရောအထီကိုတပါးချင်းစီကိုပစ္စည်းရောတစ်ခုကိုပရိတလုံးချဒီလိုမျိုးတွားပြီးတော့တရားရှင်လုံးပရိနဲ့တတ်နိုင်တဲ့မြအပတ်ရည် တပတ်ပဲတက်နိုင်ရင်တပတ်ပဲဒိတ်ထမီးစိတ်ပါနှစ်ပတ်တက်နိုင်ရင်နှစ်ပတ်စိတ်ပါစိတ်နိုင်လေကောင်းလေပဲဒီလိုမျိုးလှုပ်ခြင်းအဖြစ် တိုင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့အဆက်အသွယ်အကူအညီတွေလည်းရရှိနိုင်သလိုတိုင်ပိုင်းဆိုင်ရာကနေပြီးတော့တချို့တချို့တော့တိုက်တွေရဲ့သဘောတဘာဝဟာကိုယ့်ကိုချုပ်ကင်ချေလေပြီးဒုက္ခပေးတဲ့သဘောလေးတွေရှိတယ်။သူတို့ရဲ့သဘောဆန္ဒအတိုင်းကိုယ့်ကိုဆွဲဆောင်သွားတာမျိုးရှိတယ်။ဒီလိုမျိုးတွေမှာမလိုလားအပ်တဲ့နှောက်ယှက်တွေမဖြစ်အောင်တိုက်နှောက်ခြင်းတိုက်ညှိုးခြင်းတွေကနေပြီးတော့ အလွယ်တကူကိုယ့်ကိုထိခိုက်ပြီးတော့ဒုက္ခရောက်တာမျိုးတွေမဖြစ်အောင်အကောင်းဆုံးကျင့်စဉ်အနေနဲ့ဒါလေးကိုလုပ်ပါဒီထက်တည်ပို့ပြီးတော့သိကျင်နေဆိုရင်တက်တည်နားလည်နေဆရာသမားတွေနဲ့စစ်စစ်မေးမြန်းမှဒါဟာအများစုအတွက်ခြုံငုံပြီးပြောတာဖြစ်တဲ့အတွက်ငကားဆက်မှမှငကားဆက်ဘာနေသမီးအသက်ဘလောက်ဆိုရင်ဘလို့ပြုတ်လောက်ရတာမျိုးစသဖြင့်ဒီလိုမျိုးအသေးစိတ်လောက်ရတဲ့ detail တွေရှိတယ် ဒီထက်ဒီပို့ပြီးတော့တိတ်ကျနေဆိုလို့ရှိရင်တော့ကျမတို့ရဲ့အောင်ဆက်ကြခံမိရ login ပညာတန်တန်းမှာတိုက်ဆက်ပဋ္ဌာန်းဆက်စစ်ဆေးပြီးတော့လိုအပ်တဲ့အရာတွေကိုအကြံဉာဏ်တောင်းယူနိုင်ပါရဲ့ရှင်။အိမ်တော်ရေးအတွက်အတိအမှတ်ပြုဖို့နော် ်ခွင်တောင်းခြင်းခွင်တောင်းပွဲလူဒန်းနာရင်းဘောဇော်တိုက်ဆက်ပထန်းဆက်စစ်ဆေးတာနဲ့မိမိဟာတိုက်ပွားကနေပြီးတော့ခွင့်ပြုချက်ကြောင့်မလို့လာပြီးပိုက်သက်တန်းနီးနေတဲ့အခါမှာသက်တန်းတို့တောင်းနာရင်းညှိနှိုင်းနာရင်းစသဖြင့်ဒီလိုမျိုးတိုက်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကိစ္စအဝဝတွေကိုကျမတို့စီမှာမေးမြန်းတိုင်ပင်စစ်ဆေးပြီးတော့ဆွေးနွေးနိုင်ပါတယ်အကြံဉာဏ်လည်းတောင်းနိုင်ပါတယ်ဒါကြောင့်မို့လို့ မိမိဟာဘဝဇက်တိုက်ဆက်ပဋ္ဌာန်းဆက်ဖြစ်ခဲ့ရဆိုရင်ကျွန်မပြောပြခဲ့တဲ့အချက်ကလေးတွေကိုတတိထားပြီးတော့မမေ့မလျော့မပေါ်ဆစွာနဲ့ဒီတစ်နှစ်သားမှာတတ်နိုင်တဲ့မြကုလိုကောင်းမှုကိုဖတ်ပြီးတော့ဖြတ်တန်းနိုင်ပါစေရှင်။ဟုတ်ကဲ့ကျွန်မကတော့ဆက်မခင်ဦးတစ္ဆာဖြစ်ပါရဲ့။တိုက်ဆက်ဘဝဇက်ပဋ္ဌာန်းဆက်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့တတိထားရမယ့်ဆောင်ရံဆောင်ရံချက်လက်လေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့ကျမတို့ရဲ့အောင်ဆက်ကြကမီယာ login ပညာတန်းတန်း page ကို like and follow လုပ်ထားပြီးကျမတို့ရဲ့ TikTok နဲ့ YouTube channel ကိုလည်း subscribe and follow လေးလုပ်သွားပေးပါအောင်နော်။ကျမမိတ်ဆွေများ can do သက်သမျှရကြပါစီရှင်။